မင်္ဂလာမနက်ခင်းပါရှင်မေလ16ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးတိုင်းထုံးနဲ့တင်ဆက်ပေးပါရောင်းမယ်ဒီနေ့မနက်ခင်းသတင်းတွေမှာတော့မင်းလာမြို့နယ်နဲ့ပြင်မနာမြို့နယ်တို့မှာမူရင့်မှန်ခိုကိုင်းအဖွဲ့ကိုငွေကျပ်16တသမ2ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရင့်ဈေးဝရီနဲ့အတူဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းရေမြို့နယ်လမိုင်းမြို့မော့ကနေကျွရွာမှာဇနီးမောင်နှံ2ဦးကိုအမျိုးသား5ဦးက နေအတွင်းဝင်ရောက်ရိုင်းနှက်မှုဖြစ်ပွားခဲ့တဲ့တွင်ရုရှားသမ္မတပူတင်ကကြီးတက်အကြီးအကဲဗိုလ်ချုပ်ကြီးကိုရာရုကနေထုတ်ပယ်ခဲ့တဲ့တွင်ရုရှားသမ္မတဗလာဒီမာပူတင်ဟာငြိမ်းချမ်းရေးကိုရှောင်ရှားတဲ့အတွက်ပေးဆက်ရမယ်လို့ UK ဝန်ကြီးချုပ် Keir Starmer ပြောကြားခဲ့တဲ့တွင်နဲ့ချက်စီးအသင်းအတွက်မိမိဖြည့်ဆည်းပေးရမယ့်အရာဟာနှစ်ရာသီအတွင်းချန်ပီယံလိဝင်ခွင့်ရရှိရေးသားဖြစ်တယ်လို့ Morris ကပြောကြားခဲ့တဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာပါဦးဆောင်တဲ့တဲ့ပုံနေနဲ့ မင်းလမြို့နယ်နဲ့ပြင်မနာမြို့နယ်တွေမှာမူရင့်မှောင်ကိုဂိုင်းအဖွဲ့ကငွေကျပ်16ဒသမ2ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရင့်ဈေးဘွားတွေနဲ့အတူဖန်စီရမိခဲ့တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မင်းလမြို့နယ်နဲ့ပြင်မနာမြို့နယ်တွေမှာမူရင့်မှောင်ကိုဂိုင်းအဖွဲ့ကငွေကျပ်16ဒသမ2ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွယူသွဈေးပြားတွေ Ice Mass Avetamin Ketamin စိတ်ပြောင်းဈေးဘွားတွေနဲ့အတူဖန်စီရမိခဲ့တယ်လို့မူရင့်ဈေးဘွားတားဆီးနိုင်တဲ့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ပူပေါင်းအဖွဲ့ဟာမေကိုရဲ့မိုးလက်နနိုင်ခွဲခန်းမှာမင်းလာမြို့နယ်ပသိမ်မုံရွာသွားကားလန်ရှန်တန်ကျေးရွာအနီးမှာတရင်အရဆောင်းဆိုင်နေစဉ်မင်းလာဘက်ကနေမင်းတုံးဘက်ကိုပြေဖြိုးကြောင်မောင်းနေပြီးမန်းစင်စင်ဝေခေါ်စင်စင်မှလိုက်ပါလာတဲ့ H-Trace မော်တော်ယာဉ်နဲ့ရန်တိုင်းထုတ်မောင်းနေပြီးတင်လက်လိုက်ပါလာတဲ့ Soft မော်တော်ယာဉ်တို့ကိုရှာဖွေခဲ့တယ်လို့သိရပါတယ်အဲ့လိုရှာဖွေရအစိုးရယင်းနစီပေါ်ကနေစိတ်ကြွရည်သွေးဆေးပြား27တသမ8သိန်းဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ရဲ့ဖော်ထုတ်ချက်အရ ြင်းမနာမြို့ကနေမကွေးတိုင်းဒေသကြီးမင်းတုံးမြို့နယ်ကိုစိတ်ကြွရည်သွေးစေပြရေးတည်ဆောင်ခိုင်းသူမန္တန်းခေါ်မျိုးတီရီကျော်နဲ့မျိုးစုံအောင်တို့နှစ်ဦးရဲ့မူရည်စေဝါတည်ဆောင်ရမှာအုံပြုခဲ့တဲ့ Toyota Hilux Soft Motor ရင်တစ်စီးကိုပြင်းမနာမြို့ရန်အောင်နှစ်ရက်ကွက်မှာရှိတဲ့၎င်းတို့ရဲ့နေအိမ်မှာတင်စီရမိခဲ့ကြောင်းမျိုးစုံအောင်နဲ့မနန်းခေါ်မျိုးတီရီကျော်တို့ဟာပြင်မနာမြို့နယ်မြောက်လို့ကုန်းကြီးရွာမှာရှိတဲ့အောင်နိုင်ရဲ့နွားချန်စတိုးအတွင်ကင်းပြင်းနယ်ကိုပို့ဆောင်မဲ့မူရည်စေဝါတွေတဝက်ထားကြောင်းသိရတဲ့အတွက် ပူပေါင်းအဖွဲ့ဟာမေလ10ရက်ညနေ9:00နာရီခွဲအချိန်ပြင်းမနာမြို့နယ်မြောက်လွတ်ကုန်းကျေးရွာမှာရှိတဲ့အောင်နိုင်ရဲ့နွားမွေးမြူရေးခြံကိုဝင်ရောက်ရှာဖွေခဲ့ရာအောင်နိုင်နဲ့ဇုံဝင်းတို့နှုတ်ကိုစိတ်ကြွရွတ်စေပြ86တက်သမ1.83 ice mass effectment 5 kg ကတ်တမင်း10 kg နဲ့စိတ်ပြောင်းဆေးဝါးတွေရောစံထားတဲ့ happy water 2.95 kg ကိုရုံးနဲ့အတူထပ်မံဖန်ဆီးရမိခဲ့တဲ့အတွက်စုစုပေါင်းဒေတာကာလတမိုးငွေကျပ်16.2ဘီလီယံတမိုးရှိတဲ့စိတ်ကြွရွတ်ဆေးပြား68.9သိန်းကျော် ice mass effectment 5 kg ကတ်တမင်း10 kg နဲ့စိတ်ပြောင်းဆေးဝါးတွေရောစပ်ထားတဲ့ happy water 2.95 kg ဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။ အိနောက်မေလ17ရက်မနက်9:00နာရီခန့်မှာစိတ်ကြွရည်သွေးဆေးပြားတွေတင်ဆောင်ပြီးသူထွန်းလင်းခေါ်ရှန်ကလာကိုပဲခူးတိုင်းဒေသကြီးဝေါ်မြို့နယ်ညောင်ခါရှိကျွော်အနီးမှာမော်တော်ဆိုင်ကယ်တစ်စီးနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းစစ်ဆေးဖော်ထုတ်ချက်တွေအရမျိုးစုံအောင်နဲ့မနန်းခေါ်မျိုးတီရီကျော်တို့ဟာရှမ်းပြည်နယ်ဘက်ကနေတင်ဆောင်လာတဲ့မူရစ်အစည်းအဝေးတွေကိုပြည်မနာမျိုးနယ်ကနေတဆင့်မင်းတုံးမျိုးနယ်ကိုတင်ဆောင်ရောင်းဝယ်ရမှာတင်လက်ခေါ်စောတင်လက်ကတာဝန်ခံပြီးပြည်ဖြိုးခေါ်ရန်နိုင်ထော့ မန်းစင်စင်ဝေခေါ်စင်စင်မာတို့နဲ့အတူတည်ဆောင်တာဖြစ်ကြောင်းထားပြင်ကင်းပြင်းနယ်ကိုပို့ဆောင်မဲ့မူရင့်စေဝါတွေကိုပြင်းမနာမြွနဲ့မြောက်လုတ်ကောင်းကျေးရွာမှာရှိတဲ့အောင်နိုင်ရဲ့နွားချံမှာတိုးဝက်ထားရှိကြောင်းသိရပါတယ်။အစိုးရဖြစ်စဉ်နဲ့ပတ်သက်ပြီးဖန်စီရမိတဲ့၎င်းမူရင့်မှန်ခိုကိုင်းအဖွဲ့ကိုဥပဒေအရအေးအယူထားရှိပြီးခွင်ဆက်ပြမှုကျွလွန်သူတွေကိုဆက်လက်ဖော်ထုတ်လျက်ရှိတောင်းနေ၎င်းတို့ရဲ့မူရင့်စေဝါတဲဆောင်ရောင်းဝယ်ရာကနေရရှိတဲ့ငွေကြေးအကျိုးမြတ်တွေပိုင်ဆိုင်မှုတွေကို ြည်သူဗန္နအဖြစ်သိသိနိုင်ရတဲ့အတွက်ငွေကြေးခွာချမှုတိုက်ဖြည့်ဥပဒေနဲ့အေးအေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းမွေးရည်စေဝါတာစီနေနေရေးရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လက်ပေးတင်ဆက်ပေးမှာကတော့ရေမြို့နယ်လမိုင်းမြို့မော့ကနေကျွရမှာဇနီးမောင်နဲ့နှစ်ဦးကိုအမျိုးသား၅ဦးကနေအိမ်အတွင်းဝင်ရောက်ရိုင်းနှက်မှုဖြစ်ပွားခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါရေမြို့နယ်လမိုင်းမြို့မော့ကနေကျွရမှာဇနီးမောင်နဲ့နှစ်ဦးကိုအမျိုးသား၅ဦးကနေအိမ်အတွင်းဝင်ရောက်ရိုင်းနှက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေတာကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။မေလ23ရက်နေ့ည8နာရီခန့်ကအဆိုပါလက်မိုင်းမြို့မော့ကနင်ကျေးရွာကော့လဝဲရက်ကွာမှာနေထိုင်တဲ့အသက်60အရွယ်ဦးလင်းနဲ့အသက်55နှစ်အရွယ်ဒေါ်ရူတို့လင်မယားနှုတ်ဟာနေအိမ်အတွင်းရှိနေစဉ်အရက်ဝတ်နဲ့ညနာမှာမတ်စတက်ထားတဲ့အမျိုးသား5ဦးဆိုင်ကနေရောက်လာပြီးတဲ့နောက်အသင်းပါလာတဲ့ဒုံနဲ့နေအိမ်အတွင်းကိုဝင်ရောက်လာပြီးရိုက်နှက်သွားတာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါရယ်၎င်းကဆက်လက်ပြီးဦးလင်းတို့အိမ်အနီးမှာ ခွေးဥတန်တွေကြားရလို့ ဒေါ်ရူကနေအိမ်တကမာကြီးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီမတ်စတက်ထားတဲ့အရဲဝတ်တဲ့လူငါးဦးကအိမ်ထဲကိုဝင်လာပြီးတော့ဒုတ်တွေနဲ့ရိုက်နှက်သွားကြတာပါ။အိမ်ထဲကအဖိုးတန်ပစ္စည်းတွေကိုတော့ယူဆောင်သွားတာမျိုးမရှိဘူးလို့ပြောပါရယ်။ရိုက်နှက်ခံခဲ့ရတဲ့လင်မယားနှစ်ဦးအနက်ဦးလင်းဟာလေဖျန်းထားတဲ့လူနာတဦးဖြစ်ကြောင်း၎င်းတို့လင်မယားနှစ်ဦးလုံးမှာဦးကောင်းကွဲတံရရည်အပြင်တခြားထိခိုက်တံရရည်လည်းရရှိခဲ့ကြောင်းနဲ့၎င်းတို့နှစ်ဦးလုံးဟာလမိုင်းမြို့မှာရှိတဲ့ပြည်သူ့ဆေးရုံမှာစေကူတမှုခံယူနေရဆဲဖြစ်ကြောင်း၎င်းဒေသခံကဆိုပါတယ် သူတို့ကိုရိုက်နှက်သွားတဲ့သူတွေကိုမေးတော့မဖြေဘူး။ဒါပေမဲ့တက်ဆိုင်ရမှာတော့အမှုဖွင့်သွားမယ်လို့ပြောပါတယ်လို့၎င်းဒေတာကန်ကဆက်လက်ပြောပါတယ်။ထပ်မံပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတပူတင်ကကြီးတက်အကြီးအကဲဗိုလ်ချုပ်ကြီးကိုရာရုကနေထုတ်ပယ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာမေလ15ရက်ကကြီးတက်ရဲ့အကြီးအကဲဗိုလ်ချုပ်ကြီးအိုလက်ဆေယာကော့ကိုရာရုကနေထုတ်ပယ်ခဲ့တယ်လို့ကရင်မလင်ကပြောကြားခဲ့ပြီး ဒါဟာယူကရိန်းကိုဆင်နွှဲနေတဲ့စစ်ပွဲအတွင်းစစ်တပ်ရဲ့ထိပ်သီးအရာရှိတအုပ်ကိုဖိရှားတဲ့နောက်ဆုံးလုံဆောင်မှု ဖြစ်ခဲ့ပါတယ်။အသက်80အရွယ်ဆေယူကော့ဖ်ဟာကောက်ကွင်းဝင်ကြီးဟောင်းဖြစ်ပြီးလုံခြုံရေးကောင်စီအတွင်းမှုဖြစ်တဲ့ဆေဂိရွှိုက်ကူရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။မကြသေးမီရပိုင်အတွင်းဆေယူကော့ဖ်ဟာရင်းမြစ်နေမှာပြုတ်လုတဲ့အောင်ပွဲနှင့်ဆေးရပြအခမ်းအနားမှာလက်ရှိကောက်ကွင်းဝင်ကြီးအန်ဒရီဗယ်လူဆော့နဲ့အတူမြင်တွေ့ခဲ့ရပါတယ်။ ရုရှားဟာပြီးခဲ့တဲ့နှစ်အတွင်းစစ်တပ်နဲ့ကာကွယ်ရေးကဏ္ဍကထိပ်သီးအရာရှိတွေကိုရာရုနေရာတွေအပြောင်းလဲပြစ်လုခဲ့ပါတယ်။1990ပြည့်နှစ်အစောပိုင်းကာလတွေကတည်းကထိပ်သီးရာရုနေရာတွေကိုရရှိခဲ့တဲ့ပူတင်ရဲ့ကာလကြာရှည်မဟာမိတ်ရှိုက်ကိုဟာလည်းပြီးခဲ့တဲ့နှစ်ကရာရုချခံခဲ့ရပါတယ်။ Kremlin ကတော့ရုရှားစစ်ပွဲအတွင်းတိုးတက်မှုမရခဲ့တဲ့အတွက်ရုရှားရဲ့စစ်ဘက်ထိပ်သီးအရာရှိတွေထုတ်ပယ်ခံနေရတယ်ဆိုတဲ့သတင်းတွေကိုညှင်းပယ်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးကိုရှောင်ရှားတဲ့အတွက်ပြင်ဆင်ရမယ်လို့ UK ဝန်ကြီးချုပ် Keir Starmer ပြောကြားခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ UK ဝန်ကြီးချုပ် Keir Starmer ကရုရှားသမ္မတဗလာဒီမာပူတင်ဟာငြိမ်းချမ်းရေးကိုရှောင်ရှားတဲ့အတွက်ပြင်ဆင်ရမယ်လို့မေလ16ရက်ကအေဗီနီးယားနိုင်ငံမှာကျင်းပတဲ့ဥရောပနိုင်ငံရဲ့အတိုင်းအဝိုင်းရဲ့အစည်းအဝေးမတိုင်မီပြောကြားခဲ့ပါတယ်။ခြေရုံချရုံဖြစ်နေပြီးအချိန်ဆွဲနေတဲ့ပူတင်ရဲ့နီးပရိယံနဲ့ တဖက်မှာလည်းယူကရိန်းနိုင်ငံတဝန်လူတွေဆက်ပြီးတက်နေတာသွေးထွက်တန်ရိုဖြစ်အောင်ဆက်လုပ်နေတာတွေဟာသေးမခံနိုင်အောင်ဖြစ်နေရပါတယ်လို့၎င်းအစည်းအဝေးမတိုင်မီထုတ်ပြန်ချက်မှာစတာမားကဖော်ပြထားပါတယ်ဒီအစည်းအဝေးကိုတူရကီနိုင်ငံမှာကျင်းပနေတဲ့ယူကရိန်းရုရှားဆွေးနွေးပွဲပြုလုပ်တဲ့နေ့နဲ့တနေ့တည်းမှာကျင်းပမယ်လို့မျှော်လင့်ရပါတယ်ဥရောပသမဂ္ဂဖွံ့ဝင်နိုင်ငံတွေနဲ့တခြားနိုင်ငံ20တို့ကတက်ရောက်ကြတဲ့ဥရောပနိုင်ငံရဲ့အတိုင်းဝိုင်း EPC ဟာမေလ16ရက်မှာအယ်ဘေးနီးယားမြို့တော်တီယာနာမှာအစည်းအဝေးကျင်းပခဲ့တာပါ ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်တွေဟာယူကရိန်းစစ်ပွဲပြီးဆုံးရဲ့အတွက်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးခဲ့ကြပါတယ်။ EPC ကိုပြင်သစ်သမ္မတအမန်နျူရယ်မက်ခရွန်ရဲ့ဦးဆောင်မှုနဲ့ထူထောင်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းကိုရုရှားရဲ့ကျူးကျော်မှုကိုတုံ့ပြန်တဲ့အနေနဲ့2022ခုနှစ်က EPC ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ပူတင်ကအမေရိကန်အစီအစဉ်ပေးတဲ့အစ္စတန်ဘူညီချင်းရေးဆွေးနွေးပွဲကိုမေ15ရက်ကရှောင်တိန်ခဲ့ပြီးတဲ့နောက် EPC အစည်းအဝေးကိုတက်ရောက်လာတဲ့နိုင်ငံတွေကရုရှားအစိုးရကိုဖိအားတွေပေးမယ်လို့ထောင်းနှင်းလည်းရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။အပြည့်အဝနဲ့ချင်းချက်မရှိအပြစ်ခတ်ရဲစဲရေးကိုသဘောတူရမှာဖြစ်ပါတယ်။ရုရှားကစစ်ဆင်ဆွေးနွေးရေးဇပွဲဝိုင်းကိုလာဖို့ဆန္ဒမရှိဘူးဆိုရင်ပူတင်ဟာပြေးဆက်ရမှာဖြစ်ပါတယ်လို့ထုတ်ပြန်ချက်မှာစတာမာကဖော်ပြခဲ့ပါတယ်။ရုရှားကအပြစ်ခတ်ရဲစဲရေးကိုသဘောမတူပါကရုရှားဆိုရင်ဟာလာမယ့်သတင်းပတ်တွေထဲမှာဖြစ်လာမယ့် ကျေပြန့်တဲ့ပိတ်ဆို့မှုတွေတဲကအဓိကပြတ်မှတ်ဖြစ်လာမယ်လို့မျှော်လင့်ကြောင်းထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။နောက်ဆုံးသတင်းတွေအနေနဲ့ချက်စီအသင်းအတွက်မိမိဖြည့်ဆည်းပေးရမယ့်အရာဟာနှစ်ရာသီအတွင်းချန်ပီယံလိဝင်ခွင့်ရရှိရေးသားဖြစ်တယ်လို့မော်ရက်စ်ကပြောကြားခဲ့တဲ့အခကားသတင်းကိုတင်ဆက်ပေးပါပါ။ချက်စီအသင်းနီးပြဖြစ်သူအန်ဆိုမော်ရက်စ်ကကမိမိကိုချက်စီအသင်းနီးပြအဖြစ်ခန့်အပ်စဉ်ကမိမိဆောင်ရွက်ပေးရမယ့်အရာအတွက်ကလပ်အသင်းရဲ့တောင်းဆိုမှုဟာ နှစ်ရာသီအတွင်းမှာချန်ပီယံလိဝင်ခွင့်ရရှိရေးသားဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ချက်စီအသင်းပြိုင်သက်တွေကချက်စီအသင်းဟာချန်ပီယံဖလားအတွက်မျောလင်းတဲ့အနေအထားမှာရှိမနေပဲအဆင့်၅နေရာအတွင်းဝင်ရောက်ဖို့ကြိုးစားနေရတာဟာအချိန်နှိမ်မှန်တာဖြစ်တယ်ဆိုတော့မော်ရက်စကာရဲ့ပြောဆိုမှုအပေါ်ဒေါသထွက်ခဲ့ကြပါတယ်။ အဲ့အတွက်ကြောင့်မိမိတို့အသင်းဟာအဆင့်၅နေရအတွက်တိုက်ပွဲဝင်နေရတဲ့အသင်းမျိုးမဟုတ်ဘူးဆိုတဲ့တုံ့ပြန်မှုတွေအပေါ်ဂျာနယ်လစ်တွေကမေးမြန်းခဲ့ရာမာရက်စကာကကျွန်တော်ဒီအသင်းနည်းပြအရာတို့အတွက်တာဝန်ပေးခံထားရတာက၂ရာသီအတွင်းချန်ပီယံလိဝင်ခွင့်ရရှိရေးသားဖြစ်ပြီးဒီရာသီမှာပဲနှိစက်နေပါပြီလို့ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ချက်စီသင်းဟာပရီးမီးယားလိပွဲစဉ်36အပြီးမှာအဆင့်5နေရာမှာရပ်တည်နေပေမဲ့အဆင့်6နေရာကအက်စတွန်ဗီလာနဲ့အမှတ်2ကိုအဆင့်9နေရာကနော်တင်ဟမ်ဖောရက်စ်နဲ့တမတ်သားကွာဟတဲ့အတွက်အမားမခံတဲ့အခြေအနေမှာရှိနေစေဖြစ်ပါတယ်။မေလ18ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုံးလေးတင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။